ဟုတ်သူနဲ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ22ရက်နေ့ကနေ31ရက်နေ့အတွင်းတည်ရှိနေတဲ့ကာလဟာကောင်းသောကံ တိုးတက်တဲ့အနေအထားတွေရှိတယ်ဖြစ်ခြင်းနဲ့ဆန္ဒလူကျင်တဲ့ကိစ္စတွေလက်တွေ့လို့လို့ရစူပေါင်းလုပ်ငန်းကျိုးပင်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေးတိုးလုပ်ငန်းချင်းတို့ရဲ့ကောင်းသောနှစ်သာရကိုရမယ် ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုး ရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းတင်ပြပါမယ်။မတ်လ20ရက်နေ့အိန္ဒိယမြန်မာလ9ရက်နေ့နဲ့စနေနေ့တိုက်တဲ့9စနေနေ့ရက် တကူကြီးတယ်စွမ်းအားကြီးတယ်အဲ့ဒီမှာကိုစာနာရှိတာတွေဒိဋ္ဌန်တွေလုံးလို့အမှန်တန်ကောင်းတဲ့နေ့ဖြစ်တယ်23ရက်နေ့ကပြဿနာဟောင်းတွေပြန်ဖြေရှင်းနိုင်တယ်အပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်24ရက်နေ့ကမိကောင်းဆွေကောင်းထောက်ကူရနိုင်တယ်စူပေါင်းလုပ်ငန်းတွေချိုးပေးနိုင်တယ်ငွေကြေးအပေးယူတော်သတိထား25ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွေရည်တွေကိုလက်တွေသုံးချပြီးတိုးတက်မယ်အရာဝင်းနဲ့ဆက်သွယ်လို့ကောင်းတယ်26ရက်နေ့မှာပြတ်နေတဲ့ဆက်သွယ်နဲ့ပြန်လဲ ဆက်ဆက်နိုင်တယ်မြေတရေးကံကောင်းမယ်28ရက်နေ့ကငွေကြေးကံလုပ်ငန်းကံကောင်းတယ်အခက်အခဲဖြေရှင်းနိုင်တယ်28ရက်နေ့ကစိတ်သောကရောက်နေသူတွေကိုလိုက်လံကူညီရတဲ့ငွေကြေးသူတွေကိုလိုက်လံကူညီရတဲ့ကိစ္စတွေကြုံနိုင်တယ်အဲ29ရက်နေ့မှာနေချက်တယ်သိတိထားမယ်အဲ့ဒီနေ့မှာပြဿနာမဖြစ်အောင်နေရမယ်ဖြစ်ရင်အင်မတန်ဖြေရှင်းရခက်တတ်တယ်တပတ်သူချက်တဲရှိနေတာလိုက်ကူညီလိုက်ပါ 30ရင်းနေရတော့ခေါင်းစည်းခေါင်းချုပ်ပြုလို့ရပတဲ့ချက်ကြီးရှိခြင်းတိုးတဲ့ခြင်းနဲ့ကံကောင်းခြင်းရှိနိုင်တယ်အဲ့ဒီနေ့မှာပဲမြောင်ရကုတ်တည်သွားစရာနေဖြစ်တတ်တာသတိထားရမယ်မနေ့10နိုင်ခွင်းနဲ့12နိုင်ကြာသွားလာကြည့်ဆိုင်ရမယ်30တရနေ့ရတော့အလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိမယ်ခက်ခဲတဲ့ကိစ္စတွေကိုပြေလည်အောင် ဖြစ်ရှိနိုင်ခြင်းကိုချုံတွေ့ရမှာဖြစ်ပါတယ် ောက်ကြနဲ့ဗုဒ္ဓနဲ့အင်္ဂါနဲ့မွေးစုတွေကောင်းကျိုးပေးပြီးတော့တင်းငွေတွေနဲ့တင်းလာနေမွေးစုများနဲ့ပူးပေါင်းပြီးလုပ်တဲ့ကိစ္စတွေကအတိုက်ခံလေးတွေရှိတတ်တယ်။သုံးခုကိုကနန်းနဲ့အကျိုးပေးတယ်။အပြာရောင်ပန်းရောင်နုနေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ပါ။ကောင်းသောကံချမနဲ့တိုးတက်ခြင်းများရစေရန်နေနီးပါမှရှိတဲ့ဘုန်းတော်ကြီးเจ้าမှာရေလူတန်းချင်းပြုပါ။ကျေးဇူးတင်ပါတယ်။